first of all this is not a sponsor video အင်ကောကိုဝယ်တောက်တာအစမ်းကြိုက်လွန်အကြီးလို့ယူတို့လိုမျိုးအပြင်းနေဝမ်းချောက်တဲ့လူတွေအတွက်ကိုဒီမှာ review လာပေးတာ ။ဘာလို့ကြိုက်လဲဆိုလို့ရှိရင်အလင်္ကာကပုံမှန်ဆိုလို့ရှိရင်ဝမ်းချုပ်တတ်တယ်လည်းပါတယ်။ဘလောက်ပဲရေမြများတောက်တောက် fiber ပါတဲ့ဟာတွေဘလောက်ပဲဆိုတော့အလင်္ကာဝမ်းချုပ်တတ်တယ်ထဲမှာပါတယ်။ဒါကြောင့်မို့လို့အလင်္ကာဒီဒီ green tea ကိုတောက်ကြည့်နေရအခုတပူတော့မကုန်သေးဘူးပေါ့နော်။ဒါပေမဲ့တောက်လိုက်တဲ့တပတ်အတွင်းမှာအလင်္ကာညာဘက်ဒီပါတယ်တောက်ပြီးသွားပြီဆိုလို့ရှိရင်မနက်ဖက်ဆိုလို့ရှိရင်ဝမ်းကိုပုံမှန်သွားတယ်။ပုံမှန်ဆိုလို့ရှိရင်အလင်္ကာရဲ့စိမ်မြောင်းပေါက်တွေကတော့အဝမ်းချုပ်နေတော့စိမ်မြောင်းပေါက်မပွင့်ဘူးဖြစ်နေ။ဒါပေမဲ့ဒီမနှောမြေစားတောက်တဲ့အချိန်မှာမနက်ခင်းဆိုစိမ်မြောင်းပေါက်ကပွင့်လာတော့တပြွတ်ပြွတ်တပုတ်ပုတ်တွေဖြစ်ကုန်ရော။အဲ့တော့ကိုကဝမ်းချုပ်တက်လို့မျက်နှာမှာဝက်ချန်နေအရန်ထွက်နေတယ် ဝမ်းချုပ်တက်လို့နေရထိုင်ရတာနောက်ကြောတက်တယ်ဇက်ကြောတက်တယ်နေရထိုင်ရအီမအီမလေးဖြစ်နေရဆိုလို့ရှင် green tea ကိုပုံမှန်လေးတောက်ပေး။ तू ကအစီကြပိုက်ချက်စီမဟုတ်ဘူးနော်လူတော်တော်များအထင်မှားနေလို့ပြောပြတာ။ तू ကခန္ဓာကိုယ်မှာရှိတဲ့အစီပိုတွေကိုဖယ်ပေးတာ။အလင်းငါဆိုပိတ်နေဒါပေမဲ့ပိတ်ပေမဲ့အစီပိုတွေရှိရဲ။အဲ့အစီပိုတွေကဟောဒီမြောက်ခွက်ဒီမှာအဖူးအထစ်တွေထွက်လာဖို့ဒုက္ခပေးအသားတွေကိုညစ်ညမ်းစေတယ်ဇက်ကြောတွေတက်စေတယ်နော်။အဲ့တော့အဲ့အစီပိုတွေကိုဖယ်ရှားပေးတဲ့ green tea ပေးထွက်ဆိုကြရှိလားဆိုလုံးဝမရှိဘူးเนาะဒါတောက်လိုက်လို့ရှင်လှလာမယ်เนาะဝမ်းမှန်လာမယ်အရန်နေကြည်လင်ဂလိုးတောက်ပလာလိမ့်မယ်အဲ့တော့အဲ့လိုဖြစ်ရှင်တောက် အဲကျတော့စိတ်ထားကောင်းပြီးတော့ကျုပ်ပြန်ချော်တဲ့ခါကျတော့ဒီပူလေးကို12900ဈေးနဲ့မှီသွားတယ်။ဒါပေမဲ့အခုကကျတော့ဈေးတက်သွားပြီ12500နော်။အဲ12500ပေးရသည့်တိုင်အောင်32ထုပ်လဲပါတဲ့အပြင်အိုင်းနွဲခန္ဓာကိုစမ်းမာရတဲ့အရန်ကိုပါအထောက်ကူပြုတယ်။ကချင်ပြည်နယ်ဒေသထွက်ဈေးဥစည်းဖွေးနဲ့လှုပ်ထားဆိုတော့12500လဲတန်နေတော့ပဲအဲ့ထက်တောင်တက်တင်တယ်။ဆိုတော့ဒီတထုပ်ကိုတစ်ခါတောက်ရမယ်။မနက်တစ်ခေါက်ညတစ်ခေါက်တောက်လို့ရတယ်။တနေ့နှစ်ခေါက်တောက်ပေးလို့ရတယ်။ ကိုကနေပြောမှာအမျိုးသမီးတယောက်ဖြစ်တယ် menstruation ဖြစ်နေဓမ္မတာလာနေတဲ့အချိန်မှာအကိုက်ခဲတွေဖြစ်တတ်တယ်ဆိုလို့ရှိရင်လေဒါလေးကိုအင်းဆိုတောက်ချလိုက်လို့ရှိရင်အကိုက်ခဲတွေတက်တာကြီးအဲ့တော့ကိုက weight ချခြင်းနဲ့လို့ဆိုလို့ရှိရင်တော့တံမြာသီးလေးညှစ်ထည့်ပြီးတောက်လို့လည်းရတယ်ဒါပေမဲ့အစာအိမ်ယောဂရှိနေတယ်ဆိုလို့ရှိရင်တော့အဲ့လိုမတောက်ပါနဲ့နော်အဲ့လိုအစာအိမ်ယောဂရှိနေတဲ့ချိန်မှာတံမြာသီးညှစ်ထည့်တောက်လိုက်လို့ရှိရင်အစီတွေကြောက်အောင်နေမကောက်ဦးတွေပါပြတ်ကြသွားလိမ့်မယ်နော်အစာအိမ်သမားတွေကတံမြာသီးထည့်တောက်ဆိုမရပါဘူး နောက်ပြီးကြတော့ကလေးမွေးပြီးကာစာမိခင်တွေကိုပြောချင်တယ်တတိပေးချင်တာက green tea လေးအရန်တောက်လို့ကောင်းတာပဲငါကလေးမယူခင်တော့ green tea ကိုတောက်ဖို့အရန်တောက်လို့ကောင်းတော့တောက်လိုက်အောင်မယ်ဆိုပြီးကလေးနှုတ်မပြတ်သေးတဲ့အချိန်မှာသွားမတောက်နဲ့နော်ကလေးကိုဒုက္ခပေးသလိုပြသွားမယ်အင်အားလူတွေလည်းအကောင်လုံးတောက်ကြတယ်ဘာလို့လဲဆိုတော့ဝမ်းမှန်စေတယ်အစီပိုတွေကိုဖယ်ရှားပေးနိုင်တယ်နောက်ပြီးကြတော့ဒီခန္ဓာကိုယ်မှာအကြိုက်ခဲရှိတာဘာညာဆိုလို့ရှိရင်လည်းတက်တာစီအပူပုတ်ကင်းစီတာပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်အသားရည်ကိုလည်းကြည်လင်ဂလိုးစမုတ်တိုးအိုးဖြစ်စေတယ်အဲ့တော့တောက်ချင်တယ်ဆိုလို့ရှိရင် well pop